အားသောဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ10ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်ရင်တော့တကယ်ကျေးဇူးတင်ပြီးပါတယ်ကေဖရောင်းတင်ဘုတ်ကိုတော့ဘတ်ဂျမင်ဆက်စကူနဲ့ပတ်သက်ပြီးသတင်းထောက်နှစ်ယောက်ကဖော်ပြထားတဲ့သတင်းမျိုးစလိုက်အောင် တင်းထောက်တယောက်ဖြစ်တဲ့ဒါ CBS ပွဲတင်းထောက် James Banks ကတော့မနှခင်စောပိုင်းနှစ်နာရီမှာဖော်ပြထားတဲ့သတင်းရဆိုရင်တော့ Sorry Clet Ahile အသင်းကပစ်တောက် Osimhen ကိုယူမှာအဆင်မပြေဖြစ်ခဲ့ရင် RP Leipzig ရဲ့တိုက်စစ်ကစားမှာ Benjamin's ကိုအပြောင်းရွှေ့တဲ့ကိုဝင်လာဖို့ရှေ့ဆိုပြီးသူကကိုကာရေးသားသွားတယ်ဒါကိုကျွန်တော်ဘာသာပြန်တာပေါ့လေဒီသတင်းကိုကျွန်တော်တွေ့ရချင်းမှာမနှခင်သတင်းတင်မှုကျွန်တော်ထည့်ဖို့ကမမီတော့ဘူးအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဒါဖေဘီဆိုရိုမာနိုကမနခင်အစောအိမ်မှာထပ်မံပြီးအတီးပြုတ်ခဲ့တာ sorry glad အဟီလေအသင်းကပြီးခဲ့တဲ့နိုင်ပိုင်းကအရေးတကြီးချိတ်ဆက်မှုတချို့ lipset တိုက်ဆက်ကစားမနဲ့ပတ်သက်ပြီးလှုပ်ခဲ့ပါတယ်ဆက်စကိုကတော့ဥရောပမှာပဲဆက်ပြီးနေကျင်သေးတယ်အဲ့ဒီကမ်းလှမ်းမှုတွေရှိလာခဲ့ရင်ပဲဗောလေဒီနေရာမှာဒီသားမောက်လူချင်းတဲ့အသင်းတချို့ကလည်းစူးစမ်းလျက်ရှိနေတဲ့ဆိုပြီးတော့ phebie sur mano ကဖော်ပြသွားတယ်ဒီနေရာမှာတချို့ report တွေရဆိုရင်တော့ rumor အရဆိုလို့ရှိရင်တော့မြန်မာတဲ့ပြောင်းရွှေ့ကြီး black လောက်ခလာစာပုံစံမျိုးနဲ့ဆက်စကိုစီကိုအဟီလေကမ်းလှမ်းခဲ့တယ်ဆိုပြီးသတင်းနဲ့တွေ့တယ် ဲ့တော့ club world cup မီဒီကစားမောက်ကိုအသုံးပြုကျင်နေဆိုပြီးတော့ report ချို့တွေ့တယ်ဒါပေမဲ့ sasco ကဥရောပအသင်းနေစီကိုပဲပြောင်းရွှေ့ဖို့ပို့ပြီးစိတ်အားထက်သန်ဆိုပြီးဖော်ပြသွားတယ်ဗောလေအဲ့တော့ဒီသတင်းနောက်နှစ်ယောက်ကအသွာလာအာဘော်တွေကြည့်လိုက်မယ်ဆိုရင်တော့ number 1ချက်အဲ့ဒါက sorry club a he လေဒီပုံရိပ်မြင့်ကစားသမားတူကိုသူတို့ club team ကိုခေါ်ဖို့အတွက်စတင်ကြိုးပမ်းလာတယ်ပထမသူတို့ line နေခဲ့တာဒီဒီ ပြောမယ်ဆိုလို့ရှိရင် United ရဲ့ကစားသမား Bruno Fernandes ကိုအရင်လိုက်တယ်။မရလည်းမရအောင် Victor Osimhen ကိုလိုက်တယ်။ Osimhen နဲ့သူတို့မြန်မာတဲ့လောက်ခလာစာ Euro 35သန်းနဲ့ဆိုတဲ့တစ်နှစ်ကိုအဲ့လောက်ထိပေးပြီးကမ်းလိုက်မယ်။ဒီထက်ပိုပြီးလောဘတက်နေတဲ့ Osimhen ကိုသူတို့စိတ်ပြတ်သွားတယ်။ ။ OCMAN လည်းသူတို့ရဲ့ကလမှုကိုပယ်ချပြီးနောက်ပိုင်းမှာနောက်ထပ်ပြင်မဲ့ပုံရိပ်မြင့်ကစားမအဖြစ်ဆက်ကိုလိုက်လာတယ်။ဒီနေ့မှာတစ်ဖက်သတင်းရက်ကွက်ဘက်ကရတဲ့သတင်းတွေအရဆိုရင်လည်း United တို့လိုက်နေခဲ့တဲ့ Peter Yorkret ပြိုင်ပွဲထဲမှာပါအဲ့ဒီ sorry ကလပ်တီးဟာပါလာတဲ့ကြားသိရတယ်။အဲ့ကျွန်တော်အမြဲတမ်းပြောလို့ပါလို့ sorry ကလပ်တီးဒီကစားမတယောက်ခြေစွမ်းကောင်းတဲ့အသက်ငယ်သူတို့စိတ်ဝင်စားအောင်သူတို့စိတ်ဝင်စားတာကသူတို့ sorry လေးကိုပုံရိပ်မြင့်ပေးနိုင်မဲ့ပို့ပြီးတော့လေဥရောပမှာနာမည်ရနေတဲ့ကစားမတူကိုခေါ်ချင်တာ ငွေကြီးကသူတို့အတွက်ပြဿနာမဟုတ်ဘူးအတိတ်ရကသူတို့အတွက်ပြဿနာမဟုတ်ဘူးသူတို့အတွက်တကယ်အရေးပါတာကသူတို့ sorry လိမှာပုံရင်းမြစ်ကစားသမားတွေလာပြီးစော့တဲ့အပိုင်းကိုသူတို့ကခေါ်ပြီးတော့မီဒီယာကိုကဘာနဲ့မီဒီယာတွေပို့ပြီးတော့သူတို့လိအစင်တောင်မြင့်တင်နေတဲ့သဘောမျိုးအဲ့ဆိုတော့ဘတ်ဂျင်မင်ဆက်စကိုတီလက်ရှိဥရောပမှာအသင်းတိုင်းနီးပါးလိုချင်တဲ့ထိတ်တန့်တိုက်စစ်မှုတွေကတက်ရောက် ရောဂါရလည်းဒီတိုင်းပဲဒီလိုနေထားမှာအသင်းနေနေနဲ့ဒီကစားမောက်ကိုခေါ်ဖို့အတွက်ဆိုရင်ဥရောပမှာစီမင်းစည်းကမ်းအချို့ရအကန့်အသတ် limit ရှိတယ်။အဲ့ဒီကြားထဲမှာမှဒီကစားမောက်တရားဝင်ဆွေးနွေးတဲ့ဟာအာဆင်နယ်တသိမဲ့ရှိတယ်။ဒါပေမဲ့အာဆင်နယ်ဒီဒီကစားမားကငါတို့စီကိုပြောင်းလာခြင်းနဲ့ဆိုတဲ့ခံစားချက်တစ်ခုကိုသူတို့ကယူထားပြီးတော့တစ်ဖက်ကလပ်တင်ဈေးမချချအောင်စောင့် ဒါပေမဲ့အဲ့ဒီပြိုင်ပွဲတဲ့ကိုမြဥရောပအသိအသိဝင်လာရင်တော့အားကြီးတို့လောကကင်ရတော်တော်ခတ်သွားနိုင်တယ်။တစ်ဖက်ကမဝယ်ဘဲနဲ့ဝင်ပလီသွားရင်တော့တိုင်ပတ်သွားနိုင်မှာပေါ့လေ။အခု sorry ဘက်ကတော့တည့်ရဲ့အတိုင်းပဲတောသားချက်ပေါက်သူတို့ဝင်ပြီးကန်လှမ်းမှာပဲ။ဒါပေမဲ့ကစားသမားရဲ့မန်တယ်ရဆိုရင်ကျွန်တော်ထင်ပါတယ်။ဘက်ဂျင်မင်ဆက်စကိုတယောက်ဥရောပမှာပဲဆက်ပြီးရှိလိမ့်မယ်ထင်တယ်။အဲ့တော့အာဆီနယ်အနေနဲ့ ရိုမာနိုတို့ကြံကြက်ရပိုင်းဖော်ပြထားသူလာမယ့်တစ်ပတ်အတွင်းမှာတရားဝင်ကမ်းလှမ်းမှုတွေစတင်လုပ်သွားနိုင်ခြင်းရှိဆိုတဲ့တဲ့င်းကိုပဲစောင့်ကြံပါပါအဲဒီ17ရက်ကနေ15ရက်အတွင်းကိုဒီ transfer ပိတ်တယ်လို့ကြားသိရတယ်16ရက်နေ့မနက်ခင်းကျမှပြန်ပြီးဖွင့်ဖို့ရှိနေပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ breaking news ပါ။ဗန်ချက်ကောကဖော်ပြထားတာ။တချိန်တော့အာဆင်နယ်မှာလာပြီးစော်သွားခဲ့တဲ့အမေရိကန်ကိုယ်သမားမတ်တာနာကိုမှတ်မိကြအောင်ပဲထင်ပါရယ်။မတ်တာနာကတော့လက်ရှိချိန်မှာဒါ force မှာကစားနေရပါလေ။မနစ်ကတော့တော့ Crystal Palace ကိုအငှားသွားပြီးကစားလိုက်တယ်။အာဆင်နယ်ကို2022ကရောက်လာတော့က Euro 6.4တန်းနဲ့ Arsenal fan နဲ့ကာလာတွေမှာတော့သူရောက်လာခဲ့တာ။ဒါပေမဲ့သူကအဓိကကိုယ်သမားမဖြစ်ဘူး။ရန်ကိုယ်သမားပဲ။အာဆင်နယ်ကဒီကစားမောက် Euro 6.2တန်းနဲ့ Nottingham Forest ကိုရောင်းချလိုက်တယ်။ ဝယ်ရင်းစေးထက်တော့မြက်တယ်ပြောလို့ရတယ်အရန်ကိုသမားတူဦးနေနဲ့အယောင်းဝယ်လှုပ်လိုက်တယ်ဗောလေဒီမီဒီယံကိုသမားလည်းလက်ဆွတ်မဆိုးပါဘူးသူ့နိုင်ငံအတွက်ဆိုလို့ရှိရင်တော့50ဝယ်တောင်ကစားရတာအခုဒီသတင်းမှာအဓိကဖော်ပြချင်တာက Northern Forest ဒီကိုသမားကိုလိုင်ယွန်အသင်းစီကိုယူရှစ်တန်းနဲ့ရောင်းချလိုက်တယ်အတိတ်မှာတုန်းကအာဆင်နယ်ထည့်ထားတဲ့ဆေးုံကော်ရ Forest ကဘယ်သင်းဝယ်ကြောင်ကြောင်ဆယ်ရာခိုင်နှုန်းအာဆင်နယ်ရဲ့ဘဏ်ကောင်တွေဝင်လာမယ်ဆိုတဲ့အချက်ကြောင့်ယူရှစ်သိန်းအာရီတို့ကအင်ကန်ဝင်သွားပါလေအာဆင်နယ်ဖိုးဖွဲ့တော့ပြုံးပျော်နေမှာပဲ သိရမလားနဲတဲ့ပတ်စံမဟုတ်ဘူးလေသူတို့ရဲ့ကစားသမားဝိမ်ဝေးလက်ရှိချိန်မှာမလုပ်ရသေးဆိုဝင်လာတဲ့အင်ကန်တွေကအရှိပါဆိုလဲမကွညိုနူနိုထာဗာရက်စ်အချို့ကစားသမားလေးတွေရဲ့လောက်ခလာစားပိုင်းနေအတေးကနေ free throw ရတဲ့ခါမှာ short ချနေတာလေးအများကြီးပဲအဲ့တော့ clutch အင်းနေနဲ့ ffp နဲ့ဝေးတစ်ထပ်ဝေးနေတယ်ဒါပေမဲ့ငွေသုံးတဲ့အပိုင်းမှာလည်းနီးတစ်ထပ်တော့မနီးသေးတဲ့အပိုင်းတော့ဖြစ်နေသေးတယ်အဲ့တော့ဒီပြောင်းချက်နဲ့ arsenal တို့ဒီ euro 7သိန်းရတယ်ဒီကစားသမားရောင်းချလိုက်တော့လည်းအမြဲရတယ်စေယွန်ကလည်းတစ်ဆင့်ပြန်ရတယ်ခေါ့လေအသက်ကတော့30ရှိပြီ american နိုင်ငံသား ကိုရီသစ်စီရောက်လာတော့ကလည်းအရန်ဖြစ်ပြတတ်မှတ်ခဲ့တာဟုတ်အဲ့တော့ဒီကစားမအနေနဲ့တစ်ချိန်လုံးက New England Revolution မှာတော့131ပွဲကစားခဲ့တယ် and အာဆင်နယ်ရောက်လာတော့စုပေါင်း9ပွဲပဲကစားခဲ့ရတယ်သူ့အနေနဲ့ပေါ့လေအဝါကတ်တကတ်ထိထားခဲ့တယ်ကျန်တော့ဒါ Crystal Palace မှာ၄ပွဲ Nottingham Forest မှာ21ပွဲအဲ့လောက်ပဲကစားခဲ့ရတယ်အဲ့ဆိုတော့ဘာပြောအသင်းမှာခဏလေးပဲပတ်သက်ခွင့်ရခဲ့တယ်ဆိုပေမဲ့အသင်းအတွက် ပေါင်၈သိန်းငွေရှာပေးခဲ့သူအပြောင်းရွှေ့မှာတုန်းကလည်းအမျက်တီးပြီးရောင်းချနိုင်ခဲ့တဲ့မတာနန်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းအမှတ်တရရှိနေပါတယ်။ညီကိုတော့ဘယ်လိုထင်လဲ?မတာနန်နဲ့ပတ်သက်တဲ့အမှတ်တရရှိရင်ခေါမဝင်ရောက်ရေးသားပြီးတော့ပါဦး။ တတိယမြောက်သတင်းဘုတ်ကတော့အာဆီနယ်သတင်းနဲ့ပတ်သက်လို့ရှိရင်မကြာခဏဒါဖော်ပြလိမ့်ရှိရင်အာဆီနယ်ယူဘက်ကလာတဲ့သတင်းပေါ့လေအဲ့ဒါကတော့ဇင်ချန်ကိုနဲ့ပတ်သက်တဲ့သတင်းပါဒီຫນွေဈေးကွာမှာအသင်းရနေပြီးတော့အင်ကန်းမျိုးမြက်လေးရနိုင်နေရှိတဲ့ကစားသမားတွေထဲမှာဆိုရင်တော့ဒီကစားမားလေးတယောက်ပါဝင်မယ်။အရင်အများကြီးတော့မဟုတ်ဘူး။ဒါပေမဲ့အခြားကစားသမားတွေပေါင်9တန်း8တန်းလောက်ပမာဏအချိန်မှာပေါင်16တန်းတန်း20လောက်ရနိုင်တဲ့ကစားသမားတွေဇင်ချန်ကိုတဦးတော်ရှိနေတယ်။ဇင်ချန်ကိုကလက်ရှိချိန်မှာသူ့ agency ကနေတဆင့်ကလပ်တင်းတချို့ကိုချိတ်ဆက်ထားတယ်။အဲ့ဒီမှာလာစီကိုသွားပြီးချိတ်ဆက်ထားတာဗျ။ ်လာစီယိုအသင်းစီကိုသူ့ကိုခေါ်မယ်ဆိုတန်တစ်ကိုယူ၅သန်းပဲပေးဆိုပြီးချိတ်ဆက်ထားတယ်လာစီယိုလိုအသင်းမျိုးကလည်းသူတို့အသင်းရဲ့ကစားသမားတွေအမြင်မှားဆုံးပေးထားတဲ့ကစားသမားအလက်စီယိုဆိုလို့ရှိရင်ယူ၅သန်းမှ၅သန်းပဲသူတို့ပေးထားနိုင်တာအဲ့အမြင်မှားဆုံးနံပါတ်၁เนาะလောကသားအမြင်မှားဆုံးပဲအကယ်၍များဇင်ကြီးတောင်းဆိုတဲ့ယူ၅သန်းကိုပေးမယ်ဆိုရင်တော့1 2 5တဲ့ဝင်သွားနိုင်တယ်ဒါတပိုင်းပေါ့လေအဲ့တော့အာကြီးကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးပမာတန်ကြီးတစ်ခုလိုချင်တယ်ဒီတရဝင်ကန်းလာတဲ့အသင်းတော်မရှိသေးဘူးနောက်ထပ်အသင်းနှစ်သင်းကတော့ဒါမီလန်နဲ့ ဂျူမင်တက်အဲ့နှစ်သင်းကိုတော့ကန်းလန်းထားတာရှိတယ်။လာစီကတော့လက်ရှိချိန်မှာဟိုခန်စစ်ပိုင်းအတွက်အင်အားဖြည့်တင်မှုတချို့လုပ်ဖို့ရှိရဆိုမြင်အလောတကြီးလုပ်ဖို့မရှိဘူး။အဲ့တော့သူတို့အနေနဲ့ဆိုလို့ရှိရင်တော့တတ်နိုင်လို့ရှိရင်တော့ဇင်ကြီးကိုဝယ်တာတန်တယ်။ defensive အရင်ကြီးလုံစရာမလိုကွင်းလေဟောဒီ over load တွေလိုက်တဲ့ပိုင်းမှာဟောကောင်းကောင်းလေး player တယောက်လိုချင်နေဆိုရင်တော့အသက်ရွယ်တန်း27နှစ်ရောက်နေပြီဖြစ်ပြီမဲ့လေဒီကစားမဝယ်မယ်ဆိုရင်တန်တဲ့ဘက်မှာပြောလို့ရတယ်။အာဆင်နဲ့ရတဲ့တစ်ချိန်တုန်းကမန်စီးတီးဆီကနေပြီးတော့ဒါအာကိုတကြီးဝယ်ခဲ့တာ အားကြီးတို့ဒီစားမဝယ်ခဲ့တော့ဆိုယူ35တန်းဂျေဆုနဲ့တနှစ်ထဲအတူတူဝယ်ခဲ့ရတဲ့အနေထားဒါပေမဲ့အာဆင်နယ်မှာဇင်းချက်ကိုကောင်းတာမှန်ပေမဲ့ခက်စစ်ပိုင်းမှာတော့အာဆင်နယ်သည်စင်ကြီးပါတဲ့ခါကျရင်အားနှက်ချက်တစ်ခုလိုဖြစ်နေကြတာအဲ့တော့ဒီကစားမိုက်လောက်ကစားပေါင်တသိန်းခွဲရလဲဈေးတတတာနဲ့ပြင်ရောက်ဖို့အတွက်အခြားလှည့်ကွက်တစ်ကွက်ဖြစ်နေကြပါဗောလေအဲ့တော့ကစားသမားကိုပြောင်းရွှေ့ချင်ဘလောက်ရမဆိုတာထက်ဒီကစားမိုက်တပတ်လောက်ကစားပေါင်တသိန်းခွဲကိုအာဆင်နယ်တို့ အရင်ကစားသမားတဦးအနေနဲ့မပေးချင်တော့ဆိုပြီးတချို့ report တွေကလည်းဖော်ပြထားတယ်အဲ့တော့ဇင်ချက်ကိုရဲ့ agent ကတော့ဥရောပကလပ်တင်းတွေကိုတသိမ်းမသိမ်းလိုက်လံချိန်ဆနေပါတယ်အာဆီနယ်ဒီကစားသမားကိုရောက်မှာပါအဲ့တော့ကျွန်တော်တို့ချစ်တဲ့ဇင်ဒီတယောက်ဘယ်အသင်းကိုရောက်သွားမလဲကျွန်တော်တို့စောင့်ကြည့်ရမှာပါဒီကစားသမားကတော့ ဒါဒီယာတီ22သုံးပွဲမှာ၈ပွဲပဲပွဲထထားတယ်တကိုးသွင်းပြီးတော့တလုံးဖိန်ထားတယ်မနစ်က36ပွဲမှာပြိုင်ပွဲစုံမှာ25ပွဲထိပွဲထထားတယ်ရှင်းမယ်ဆိုရင်တော့တရာတီချင်းစီအာဆင်နယ်တင်းမှာသူ့ရဲ့အရေးပါမှုကတဖြည်းဖြည်းရော့လာတယ်ပြောလို့ရတယ်အဲဆိုစင်ချက်ကိုတယောက်ဘယ်သူရောက်သွားမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ ဒီ season လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ show ပေါ်လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939ကို63290ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Iver ကိုကို Sport နဲ့9သုံးလုံးမိတဲ့ပတ်သက်ပြီးစိတ်ချယူကြကစားကြည့်လဲဆိုရင်တော့စောစောလုံး Viber ဖုန်းနံပါတ်ကနေဆက်သွယ်ရလို့ကျွန်တော်ရဲ့ကျော်စုထုတ် account messenger မှာလဲလာပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာကဲဒါဆုံးသတင်းတစ်ပုဒ်ကိုတော့ Cough site ကပေါ်ပြထားတဲ့စာရေးသတင်းတွေပဲအဆုံးသတ်လိုက်အောင်။ဘာကြောင့် transfer သတင်းတပုတ်ကိုနောက်ဆုံးသတင်းအဖြစ်ကျွန်တော်ဖော်ပြရလဲဆိုတော့ဒီသတင်းကိုကျွန်တော်သိပြီးတော့စိတ်တိုင်းမကျတဲ့အတွက်ဒါပေမဲ့ ဒီသတင်းကလည်းကျွန်တော်ညီကိုတည်တည်နေထင်လို့ဒါဖော်ပြပြီးဖြစ်တာပေါ့လေအဲ့တော့ cop site ကဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်တို့ကလီရိုင်းစာနေကိုကန်းလန့်ချက်ပေးပို့ထားတယ်သူကလည်းအာဆင်နယ်ကို လာခြင်းနေတယ်ဒါပေမဲ့တစ်ဖက်မှာ ဖီနာဘာချီကကန်းလန့်မှုကအာဆင်နယ်ထက်ပိုပြီးကောင်းမွန်တယ်ဆိုပြီးဖော်ပြထားတယ် ဒါကတော့ cough site ကအရေးသားပေါ့လေရိုမာနိုဘက်ကအရေးသားရဆိုရင်တော့လီရိုင်းစာနစ်ကိုဥရောပအသင်းကြီးအများစုကကန့်လန့်ထားကြတယ်ဒီထက်တဲ့မှာဘိုင်ယန်မြူနစ်ရဲ့တက်တန်းတိုးမဲ့စာချုပ်တစ်ခုလည်းအပါဝင်ဖြစ်တယ်လောလောဆယ်တော့ဘိုင်ယန်မြူနစ်နဲ့အတူကလပ်ဝေါကကံမှုအတွက်အသင်းလူစင်းနဲ့မှာစာနစ်တယောက်ပါဝင်တယ်ဆိုပြီးတော့ဖီဘီဆိုရိုမာနိုကဖော်ပြပါတယ်ဒီချက်လက်တွေကိုကြည့်လိုက်တဲ့အခါမှာလီရိုင်းစာနစ်နဲ့အာဆင်နယ်သတင်းဒီကဆက်လက်ထွက်နေသေးပဲဒါပေမဲ့အာဆင်နယ်တို့ကကန့်လန့်မှုတချို့လုပ်ထားရဆိုပြီးအဲ့ကန့်လန့်မှုကစာနစ်လူချင်းနဲ့လုခရသောက်ပေးမယ်လို့ကန့်လန့်တာမဟုတ်ဘူး အလုံးနဲ့လာမယ်ဆိုရင်တော့ငါတို့ဘလောက်ပမာဏလောက်ခလောက်စာတက်နိုင်ဆိုတဲ့ပုံစံမျိုးနဲ့ request လုပ်ထားဖို့ရတယ်ဒီထက်တောင်ပို့ပြီးပေးနိုင်တဲ့အသင်းက Fina Bachi ဒါဆိုတော့ကျွန်တော်သတင်းတွေကိုအနှစ်ချုပ်လိုက်တာပေါ့လေအဲ့ဒါဆိုတော့ Fina Bachi Galatasaray Spa အသင်းတွေကလည်းဒီကစားမောက်စိတ်ဝင်စားနေလိုချင်တဲ့အသင်းတွေကဝိုင်းဝိုင်းလည်နေပါကျွန်တော်ကတော့ Saka Yan လိုအပ်လာဆိုရင်တော့လိုအပ်တယ်ဒါပေမဲ့လောက်ခလောက်စာအများကြီးပေးရပြီးခေါ်မယ်ဆိုရင်တော့ကျွန်တော်လိုချင်တဲ့တကယ် quality ဘယ်ဘက်ချမ်းတိုက်စစ်တောင်မှခေါ်ရေးမှာအကန့်အသတ်ဖြစ်သွားမှာအဲ့ဒီအတွက် အာဆင်နယ်အနေနဲ့ဘယ်ဘက်ချမ်းတိုက်စစ်တောင်းမှန်ကိုဦးစားပေးပြီးခေါ်မလားစကားအရင်ဦးစားပေးပြီးခေါ်မလားဆိုတာပဲအရင်ကြည့်ရမယ်ရောက်တာတော့နှစ်ယောက်စလုံးသူတို့ကခေါ်ချင်းတယ်ဒါပေမဲ့တိုက်စစ်မူပိုင်းဝယ်တဲ့ကိစ္စလည်းမပြီးပြတ်သေးလို့အသင်းရဲ့စာလီဘာတို့စာကားတို့ပါတီတို့ထရော့ဆက်တို့တက်တန်းတို့ရဲ့ကိစ္စတွေကလည်းလုံနေသေးပဲအဲဆိုဒီရသည်45ဘွဲ့မှာ25ဘွဲ့ပဲပွဲထွက်တာပြီး73ကိုသွင်း9လုံးဖိုင်ထားတဲ့စာနေမနစ်က42ဘွဲ့မှာ38ဘွဲ့ပွဲထွက်တာပြီး10ကိုသွင်း12လုံးဖိုင်ထားတဲ့စာနေက အသက်အရွယ်တခုရောက်လာပြီးခြေစွမ်းပိုင်းရလည်းနည်းနည်းလေးကြာဆင်းသွားတာမှတ်မိမဲ့အာရီဒါဘာကြောင့်ဒီကစားမောက်ကိုခေါ်ကြတဲ့ဆိုတော့မန်စီးတီးမှာတော့ဆရာတပည့်ဆက်ဆံရေးရဟောဒီကစားမစီကဘလောက်ထုတ်သုံးပြီးတော့ quality ကြီးကြံသေးလဲဆိုတော့အာရီဒါတိတဲ့အပိုင်းရော အဲ့ဆိုအာရီတာနေနဲ့စာနေကိုစာကရန်ခေါ်မလားဒါမှမဟုတ်အသင်းကိုပြန်လာတော့မယ်နယ်ဆန်တို့ပဲခွင့်ရေးပေးသွားမလားစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်တော့လဲအားလုံးကျေးဇူးတင်ပါခင်ဗျာကျွန်တော်အပြင်သွားစရာရှိရဖြစ်တဲ့အတွက်ဒီညနေခင်းသတင်းကိုစောစောလေးအတန်သွင်းထားခဲ့ပါတယ်မှတ်မိလိုက်လို့မပါဝင်ခဲ့တဲ့သတင်းတွေရှိရင်ခွန်မဝင်ရောက်ရေးသားပြီးတော့ပါအောင်ခင်ဗျာ